င်ဆိုင်နေကဟာတမယာဒါဗိမေတမီအဲလီဇဘက်မနေ့ညကမင်းဖေဖေပြန်လာတော့မူလာလာမူးမေတော့မထင်မူးမေမေဒါဗိမေသူဘသူလဲဆိုတာသိကျင်နေဆိုပြီးတမီကိုမှန်တော့ယူခိုင်းနေလွယ်ပါလေအရဲ့လွန်ကျွန်းမူးနေတဲ့ညစာလာစားသူတယောက်ဒီစပွဲတို့တယောက်ကိုလှမ်းခေါ်လိုက်သည် ဟေ့သပွဲတူငါရက်တွေတောက်တာသိပ်များသွားတယ်ထင်တယ်ရေးလေလေမူးတယ်ကွာအမူးဖြေဖို့တခုခုရှာပြီးငါစီယူလာပေးစမ်းပါလွယ်ပါလေစီယာကျွန်တော်ကြတဲ့ငွေပေါင်းချယူခဲ့ပါမယ်အချစ်ကြီးသူနေယောက်ျားဘာဖြစ်လို့စုံသွားတာလဲအချစ်ကြောင့်ပေါ့အိုးငါကြားတာကသူ့အရက်ကြောင့်သေးတာဆို့ မှန်နေလေအရက်ကိုချစ်တဲ့အချစ်ကြောင့်ပေါ့အလေတာအမှုသမားတယောက်ဒီကောင်းဆောင်ဆိုင်ကြီးတစ်ဆိုင်နဲ့သူရိုင်းထိုးရိုင်းထိုးနဲ့ဝင်လာကချိုးချင်းရောင်းတဲ့ကောင်းနာစီတို့တို့သည်ဟေးမင်းမင်းတို့ဆိုင်မှာအလေမဘရန်ဒီပါတဲ့ချောကလက်ရောင်းရောင်းလာဟုတ်ကဲ့ရောင်းပါလေဒိတ်ကောင်းနေငါ့ကိုအလေသားကြီးငါးပေါင်ပေးအိမ်မက်စူ အယက်နာကြနေသောခင်မွန်ဖြစ်သူသည်မနက်စာစားရန်အတွက်အပေါ်ထက်မှဆင်းလာသည်မင်းညာကရှင်ဘာရီအော်နေတာလေဇနီးဖြစ်သူကမေးသည်ငါမင်းညာကအိမ်မက်ဆူမက်တေငရေကန်းအိမ်မက်ဆူပူမှန်မေကွာဟုခင်မွန်ဖြစ်သူကခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ပြီးပြောသည်မင်းကအိမ်မက်ထဲမှာလူတယောက်ကငါ့ကိုတနက်နဲ့ပြစ်တာငါလန့်လို့ပြီးမှန်နဲ့တွားကြည့်လိုက်တော့ ငါမျက်နှာမှာအပေါက်ကြီးဖြစ်နေတာတွေးလိုက်ရတာပဲနောက်တော့ဘာဖြစ်သွားလဲငါပါဇက်ပိတ်လိုက်တော့အဲ့ဒီအပေါက်ကြီးကပြောက်သွားတယ်တခုပဲရှိတာပါအမှုသမားတယောက်ဒီဟိုတယ်အေကန်းကောင်တာကိုလာပြီးမူမူယူယူနဲ့သူအခန်းပြောင်းကျင်သည်ဟုပြောသည်သူအခါဆရေးဖြစ်သူက ပြန်ပြောသည်ဒါနဲ့ဆရာရေအခုဆရာနေတဲ့အခန်းကဒီဟိုတယ်မှာအကောင်းဆုံးပဲ ငါတခြားအခန့်မဲပြောင်းကျင်နေကွာဟု အမှုသမားကဇော်အတင်ပြောသည်။ဒါဆိုလေကောင်းပါပြီဇေယ။ဇေယအခန့်ကို900နှစ်ကနေ900လုံးကိုပြောင်းပေးလိုက်မယ်။အေးကျေးဇူးပဲဟု အမှုသမားကအလေးရှာလေးနဲ့ပြောသည်။ဇေယဘာဖြစ်လို့အခန့်900နှစ်မှာ မနေချင်းရတာလဲ။ကျွန်တော်ကပြောပြနိုင်မလားဟုဆက်ရေးကမေးသည်။ရပါတယ်။တခုပဲရှိတာပါ။ အခုအဲ့ဒီအခန်းမိလောင်နေလို့ဘသူပြောလေဇနီဒါလင်ကျမအတွက်အရက်ဖြစ်မယ်မဟုတ်လားယင်ခင်မဟေ့မင်းအတွက်ကြောင့်ငါအရက်တောက်တယ်လို့ဘဲကောင်ပြောလေကွာလူတေအရက်ဆိုင်ကိုရောက်လာတဲ့လူတယောက်ဒီဆက်လိုက်တလိုက်ကိုမိညီကဖွာနေသည်တွဲကားဆိုင်ရှင်ဖြစ်သူကပြောသည် ဆရာသမားကဒီကိုတခါမှမရောက်ဘူးတဲ့လူစိမ့်ထင်နေဟုတ်လားဟုတ်ပါတယ်ခမရကဘယ်လိုလုပ်သည်လဲအော်ခမရကအရက်ခွက်ကိုမတောက်သေးပေအခုအချိန်ကြီးဒီအတိုင်းချထားနေလို့ပါကိစ္စမရှိပါဘူးအယောင်မန်နေကြတယောက်ဒီအရက်ဆိုင်တစ်ဆိုင်မှာအရက်တောက်နေတဲ့အယောင်စရီတယောက်ထန်ချင်းကဲ့သွားသည်သူတို့နှစ်ယောက်ကကုမ္ပဏီကြီးတစ်ခုအောက်မှာ အလုတ်အတူလောက်ရသူတွေဖြစ်သည်မန်နေဂျာကစပွဲမှာထိုင်ပြီးအယောင်စရီကိုပြောသည်ခမရတာတိတ်အရက်မတော့ရင်ဒီကုမ္ပဏီမှာကျင်းတော်လူအယောင်မန်နေဂျာတယောက်ဖြစ်တာကြားလာပြီခမရအရက်မတော့ဖဲနေရင် အကျိုးရှိမယ်လို့မစင်စားမိဘူးလားဗျာကိစ္စမရှိပါဘူးကြုံမှုလာရင်ကျုပ်ကမန်နေဂျင်းဒါရိုက်တာပဲတော်သေးတာပေါ့အမှုသမားတယောက်ဒီ ဘားဆိုင်ဒီဇိုင်းတွေသူဝင်လာကစိတ်ရည်ကိုမေးသည်မင်းညာကငါဒီမှာရှိလားရှိပါလေဆရာမင်းကဆရာဒီမှာတောက်တာလေငါတောက်တဲ့ပတ်စံများလားပေါင်80လောက်ရှိမယ်ထင်နေဒီခါမှအမှုသမားသည်စိတ်သက်သာသွားပုံရပြီးတက်ပြင်းကိုဟင်းကနေချလိုက်သည်တော့သေးရပေါ့ကွာဖယားသခင်ရဲ့ဂျေဇူးတော်ပဲငါကအဲ့ဒီပတ်စံတွေကြပြောက်သွားတယ်ထင်နေတာ Brandy Dandy အရက်ဘာနောက်မှာအရက်ဆက်နေတဲ့ကောင်းမလေးတယောက်ကိုမေးသည်ဟေးနင်းဘာရီဆက်နေရလဲယမဆက်နေတဲ့အရက်ကို Brandy Dandy လို့ခေါ်တယ်အဲ့ဒီအထက်မှာဘာရီပါလဲဒကြရဲ့နွားနုရဲ့ Brandy ရဲ့ဘာရီကောင်းရောကောင်းရဲ့လားဟာတိတ်ကဒကြကအစွမ်းအားကိုပြီးတယ်နွားနုကခွန်အားကိုပြီးတယ်ဟာဒါဆို Brandy ကရော အဲ့ဒီဇွမ်းအားနဲ့ခွန်အားတွေကိုဘလို့အတုံးချရမလဲဆိုတာအကြံဉာဏ်တွေပြီးတယ်လीဟုတ်လားမိမကြီး sorry ပဲကွာမောင်ဒီနေ့နောက်ကျသွားတယ်ဘုံဆိုင်ကဘီယာတောက်ပြိုင်ပွဲမှာမောင်ပြိုင်ပွဲဝင်ခဲ့ရလို့ပါမောင်တောင်းမန်နေတော့ဟုမူလာတော့ယောက်ျားဖြစ်သူကမိမအားအသက်ရှာတဲ့နယ်ပြောသည်အော်ဟုတ်လားဒါဆိုဘသူဒုတိယရသွားလဲဟုမိမကအေးဆက်ဆက်နဲ့ပြန်မေးလေသည် ကြိုက်ပါဘူးသူသည်သူနှင့်အတူပါလာသောကောင်မလေးကိုချော့မော့ပြီးအရက်တိုက်နေသည် ကောင်မလေးကလည်းတသက်မှာအရက်တစ်စက်တောင်မတော့ဘူးဟုအိုက်တင်ခံနေသည် နောက်ဆုံးတော့ဆိုင်ထဲကမီးတွေမိမ့်မိန်လေးဖြစ်လာသည်ဂီတတန်ကလည်းတရားငိမ့်ညောင်းလာသည်ဒွေခါသူကကောင်မလေးကိုစကော့ဝီစကီတစ်ခွက်တိုက်သည် ကောင်မလေးကအခွက်ကိုလှမ်းယူပြီးတန်ကုန်ကောင်ကပြန်ထွေထုတ်သည် မင်းအရသာမကြိုက်လို့လားယင်ဟုသူကမေးသည်ဟင်လုံးဝမကြိုက်ဘူးရှင်ပြောတော့စကော့ဝီစကီတဲ့ကျမကိုတိုက်တော့အိုင်ရစ်ဝီစကီ ပေါ်ပေါ်ပေပေအရက်ကိုများမကြိုက်ပါဘူးစိုးရိမ်လို့ပါဆိုင်ကယ်ကိုမိုင်ကုံတင်ပြီးမောင်းလာတော့ဆိုင်ကယ်သမားကိုယင်ထင်းရဲကလှန်တာသည်ခမရမောင်းနာတတ်မှတ်နှုတ်ထဲကြော်နေတယ်ယင်ထင်းကပြောသည် ဟုတ်ပါတယ်ခမရမှန်ပါတယ် ကျွန်တော်အရက်တော့တာများသွားလို့တော်တော်မူနေပါတယ်။ဒါကြောင့်တိုက်မှုခိုက်မှုတစ်ခုခုမဖြစ်ခင်အိမ်ကိုမြန်မြန်ပြန်ရောက်ချင်လို့မိုင်းကုံတင်မောင်းလာတာပါ။ပြန်လေစုံကြရာဝေးစကော့တလန်အဖိုးနှစ်ယောက်တည်နှစ်ပေါင်း40ကြာပြီးတဲ့နောက်ပြန်တွေ့ကြရာတွေ့တွေ့ချင်းပြန်လေတွေ့ဆုံတဲ့အထိမ်းအမှတ်တစ်ခုအဖြစ်တောက်ပွဲဆွေးနွေးကြရန်အနည်းဆုံးအရက်ဆိုင်သို့အပြေးလွှာရောက်သွားကြသည်။ငါတို့ပြန်လေတွေ့ဆုံပွဲအတွက် ဒီတစ်ခေါက်တော့ရတာတော်တော်အရသာရှိမယ်ကွာဟုတယောက်သောအဖိုးကပြောသည်ဟုတ်တယ်ကွာဟာဟဲ့ကွာဒါမဲ့မင်းမေ့ချင်အောင်တော့မဆောင်နဲ့တော့ဒီတစ်ခါမင်းတိုက်ရမယ်အလက်နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကငါတိုက်ခဲ့တာတက်လွဲမထင်မနေဒင်းနေအရက်ကမင်းကိုလှပစေတယ်ဆွေးဆောင်မှုရှိစေတယ်ကွာမင်းသိပ်လှတာပဲမာဂရက်အောက်မလီသူကလည်း ကျမကအရင်မှတောက်မထားတာဒင်းနေဟေ့အေးငါတောက်ပြီးမင်းကိုကြည်ရင်နဲ့ပြောတာစိတ်ဆိုးတယ်အရက်မူးသမားတယောက်ဒီအရက်ဆိုင်ပန်းရှင်ရှိရာအပေါ်ထက်သူတရင်တရင်နဲ့တက်သွားပြီးလက်ညှိုးငေါငေါထိုးကပြောသည်ဒီမှာကျုပ်ခမရရဲ့ဘာမှထိုင်နေကောင်အကြောင်းတိုင်စရာရှိတယ်ဘာဖြစ်လို့လဲဗျာဆိုင်ရှင်ကမေးသည်ဒီကောင်ကျုပ်အုပ်ထုပ်ကိုလှေကားပေါ်ကန်ချပြစ်လိုက်တယ် ီကောင်ဒီလိုလှုပ်တာကောင်းလားအာဒီကောင်ကလူကြီးမင်းကိုနောက်တာဖြစ်မှာပါ လူကြီးမင်းစိတ်မဆိုးဘူးမဟုတ်လားဒိတ်စိတ်ဆိုးတာပေါ့ဗျာသူကန်တုံးကကျုပ်အုတ်ထုတ်ကိုစောင့်ထားတာလက်ချအမှုသမားတယောက်ဒီမနက်ခင်းနှစ်နာရီအချိန်မှာရိုင်ထိုးရိုင်ထိုးနဲ့လမ်းမပေါ်မှာရှောက်နေသည်ချိုးစင်ကင်းလှည့်နေတဲ့ရေကားတစ်စီးကသူ့အနားမှာထိုးရက်သည် ဟေ့ ခမရဘဲသွားမလို့လဲဟုရဲသားကမေးသည်။အော်ရဲရရှိကြီးပါလား။ကျွန်တော်လက်ချတစ်ခုသွားတယ်မလို့ပါ။ဒီအချိန်ကြီးမှာဘဲဆရာကလက်ချပူချနေလို့လဲ။ရှိရပေါ်ဆရာသမားရဲ့။ဘဲကဆရာလေး။ကျွန်တော်မိန်းမလေး။လွှမ်းနေမှာပါ။ကျုပ်မိန်းမက ပြောတယ်ဗျ။ကျုပ်အရင်မဖြတ်ရင်ဆက်မပေါင်းတော့ဘူးတဲ့။အိုးစိတ်မကောင်းเสียရပဲ။ ကျုပ်လည်းစိတ်မကောင်းဘူးကျုပ်သူ့ကိုလွမ်းနေရတော့မှနှုတ်ထွက်ခြင်းလို့အယက်မူသမားတယောက်ဒီလမ်းမှာတွေ့တဲ့အမျိုးသမီးတယောက်ကိုအယက်ဖြတ်သူများအသင်ဘယ်နာမှလဲဟုမေးသည်ရှင်ခအသင်ဝင်ခြင်းလို့လားဟု အမျိုးသမီးကမေးသည် အမူသမားကဟေးနှုတ်ထွက်ခြင်းလို့ဟု ပြန်ဖြေလေသည်မူးခြင်းသူလူတယောက်အယက်ဆိုင်ထဲသို့ဝင်ခဲ့ရာ ကျမ်းပြင်ပေါ်မှာမူပြီးမှောက်နေတဲ့လူတယောက်ကိုခလုတ်တိုက်မိသည်။ဘာရဲ့တော့မလဲဆရာဟုဇပွဲတို့ကသူ့ကိုမေးသည်။ဆိုင်ထဲဝင်လာသူကကျမ်းပြင်ပေါ်မှာမူပြီးမှောက်နေတဲ့လူကိုလက်ညှိုးထုပြ၍အဲ့ဒီလူတောက်တဲ့အရက်မျိုးပေးกว่าဟုဆိုလေသည်။ဘာနေလဲ။အမှုသမားနှစ်ယောက်ဘာဆိုင်မှာစုံကြသည်။ဟေးဆမ်းမီဒီနေ့ဘာနေလဲกว่าဟုတယောက်ကမေးသည်။ငါမသိဘူးဟုဆမ်းမီကပြန်ဖြေသည်။ ဟဲ့ကမိခက်သေးကသတင်းစာကို ထုတ်ကြည့်လေကွာသူမှမဟုတ်ပါဘူးကွာအဲ့ဒါမနေ့ကသတင်းစာကြီးကွာဟုစံမီကပြန်ဖြေသည်ဖြစ်ပါ रे ဘဲဖက်မြို့မှာသူညားကမြူတွေထူသေးစွာ ကြာရောက်နေသည် လူတယောက်သည်မြို့လေကောင်အရဲ့ဘားတစ်ခုမှထွက်လာသည်သူနာတဲစီတစီစီတို့သည်သူတော်တော်မူနေပြီဆရာသမားကျုပ်ကိုချယ်ရီတောင်ကြားကိုပို့ပေးနိုင်မလားဟု ထိုမူသမားကတက်စီဒရိုက်ဘာကိုမေးသည်ဝမ်းနေပါလေခမရဒီမျိုးတွေမပြောက်မချင်းကျွန်တော်ကမမောင်းနိုင်ပါဘူးကျုပ်ခမရကိုနှဆပေးပါမေးဗျာကျုပ်အိမ်ကိုပြန်မဖြစ်မှာမို့လို့ပါမပြန်ရင်ကျုံမင်းမကကျုပ်ကိုတတ်မှာဗျာဒရိုက်ဘာကအတန်းကြာတွေးနေသည်ပြီးတော့မှအမူသမားကိုလိုက်ရောတဲ့အနေနဲ့ကျုပ်ကိုသုံးစားပေးဗျာကျုပ်တခြားဒရိုက်ဘာတယောက်ကိုတွားခေါ်ပြီး ကားရှိကနေနင်းခွဲတက်ပြီးထိုးခိုင်းပြီးမောင်းမယ်ဟုအကြံပြုသည်။ဘာလို့သူများကိုတွားခေါ်ရမှာလဲဗျာ။ကျုပ်ကဓမ္မိတာပေးစမ်းပါ။ကျုပ်ကားရှိကလျှောက်ပြီးခမရကိုထိုးပြမှာပေါ့။ဒီလောက်တော့ဖြစ်ပါတယ်ဟုအရက်သမားကပြောသည်။သူတို့အမြင်အကောင်းမြင်သမားတယောက်ကဝီစကီဗလင်းတစ်လုံးသည်အရက်တစ်ဝက်ပဲပြည့်နေသည်ဟုပြောသည်။အဆိုးမြင်သမားတယောက်က ဝီစကီပလင်းတစ်လုံးသည်တဝက်ဟာနေသည်ဟုဆိုသည်။ဘာရှိလဲ။အမှုသမားရီထဲမှတယောက်သည်လက်နှစ်ဖက်ကိုတူတူဝက်ဝက်နဲ့အုပ်ကိုင်ထားသည်။ထို့နောက်သူနှင့်အတူတောက်နေတဲ့အရသမားကငါလက်ထဲမှာဘာရှိလဲဆိုတာမှန်းကြည့်စမ်း။ရုပ်မြင်တန်ကြားချက်ရှိတယ်။မဟုတ်ဘူး။ထပ်မှန်းကြည့်စမ်း။မြင်းတက်ကဟေးအေးကြိုးစားကြည့်ပါဦးကွာ။ကောင်းမချောချောလေးတယောက်ရှိတယ်။ ဒွဲကမူသမားကမျက်ရည်တွေပူပူပေါက်ပေါက်ကြပြီးမင်းမတရားဘူးဟိတ်ကငါမဖွက်ခင်မင်းချောင်းကြည့်ထားတယ်ဟုဆိုသည်ဒါလီမြာအိမ်ရှိမသည်အိမ်အောင်မှဝုံတိုင်းမိတန်းပြူကြတန်းများကြားလိုက်ရသောကြောင့်လန့်နိုးလာပြီးအောက်ထက်ကိုစင်းကြည့်ရာသူတို့ကသည်ထမင်းစားကန်းထဲသို့ရောက်နေသည်ကို တွေ့လိုက်ရသည် ရှင်ကားကိုထမင်းစားကန်းနှင့်ရောက်အောင်ဘယ်လိုလုပ်များမောင်းလာရတာလဲတော်ဟု ်ကားမောင်းလာတဲ့သူ့ယောက်ျားအမှုသမားကိုဒေါသထွက်ထွက်နဲ့ပြစ်တင်ကြိမ်မောင်းနေသည်ဒါလီမြမိမရဲ့မိဘူးကြောင့်နဲ့မောင်းဝင်ပြီးဘဲဘက်ကွေးလိုက်တော့ထမင်းစားကန်ရောက်လာတာပေါ့ဟုယောက်ျားကပြန်ဖြေလေသည်ကဲတင်ရှင်နီကိုနဲ့ဘာဝီဆိုတဲ့တငယ်ချင်းနှစ်ယောက်သည်တညနိုင်မူးမူးနဲ့မြေကန်းနှဘအတိုင်းခြေတိုင်းနှင်းပြီးအိမ်ပြန်လာကြသည်။ဘာဝီသည်လမ်းလျှောက်နေရင်းနဲ့ခြေချော်ပြီးမြေထဲသို့ကျသွားသည် ဘာဝီအယက်မူနေတာကိုသိတော့အယံမူနေတဲ့နီကိုကဘာဝီကိုမြစ်ထဲမှဆဲယူခဲ့သည် မနေ့နနာရီချင်းတွင်ရဲသားတယောက်နီကိုရဲ့အိမ်တကားကိုလာခောက်သည် မနေ့ညကဘာဝီရင်နစ်တာခမျှကဲခဲ့တယ်မဟုတ်လားဟုရဲသားကမေးသည်ဟုတ်ပါတယ်ကျွန်တော်သူ့ကိုကဲခဲ့ပါတယ်ဟု အမှုမပြေသေးတဲ့နီကိုကရဲသားကိုပြန်ဖြေသည်အေးဒါဆိုခမျှကိုပြောရမှာစိတ်မကောင်းစရာပဲ အခုကဘာဝီတစ်ပေတပေမှာသူ့ကိုယ်သူ ကျိုးဆွဲချပြီးစုံသွားပါပြီဟုရဲသားကဝမ်းနွဲစွာပြောလိုက်လေသည်ဟုတ်ရဲ့လားဗျာကျွန်တော်သူ့ကိုရေချောက်သွားအောင်လို့တစ်ပေမှာကျိုးနယ်ဆွဲပြီးတွဲလောင်းထားခဲ့တာပါသူ့စုတောင်းအမှုသမားတစ်ယောက်သည်အရက်ဆိုင်မှပြန်ထွက်လာသောအခါဇီဘောဘောဝိုင်းရက်ညီတလုံးဝဲကအိတ်ကထည့်ထည့်ခဲ့သည်သူ့လက်မပေါ်မှာခြေလက်မှန်အောင်ရှောက်ရင်းနဲ့ခြေခောက်ပြီးမြောင်းထဲသို့ပြုတ်ကျသွားသည် ရေမရှိတဲ့မြောင်းထဲမှာသူ့ကိုယ်သူထိမ့်ပြီးမတ်တပ်ရက်လိုက်ရာဗလက်ဖောင်းပေါ်မှာအနီရောင်အရေးကွက်များစွန့်နေသည်ကိုတွေ့လိုက်ရသည်ဒွဲကားသူသည် သူဝင်လာတဲ့ဝိုင်းရက်နီကိုတရီရလိုက်ပြီး ကောင်းကင်ဘုံသို့မော့ကြီးကစူတောင်းလိုက်သည်အိုးအဖဖရာသခင် ထိုနီးစက်များသည်တပည့်တော်ရဲ့သွေးဆက်များဖြစ်ပါစေမမေးနေအမှုသမားတယောက်သည် အဆောင်တစ်ခုပေါ်သို့တဟုန်ထူပြေးတက်သွားပြီး ရင်စမထက်ရောက်သောအခါပရင်ပေါင်းမှခုံချလိုက်သည်ဒူလန်ဘီကပလက်ဖောင်းပေါ်မှလဲနေရလူတွေတယောက်ပြီးတယောက်လာကြည့်တော့ကြလူအုပ်ကြီးဖြစ်သွားသည်ရဲတယောက်ကထိုလူအုပ်ကြားထဲတို့ဝင်လာပြီးလဲနေတဲ့အမှုသမားကိုမေးသည်ဘာဖြစ်တာလဲကျုပ်ကဘာမှမမေးနဲ့ကျုပ်ဘာသာကျုပ်ဒီနေရာရောက်လာတာဟု အမှုသမားကဆိုသည်ကာပရိုက်တာရဲ့ရေဝင်နေလို့ မူးနေတဲ့ယောက်ျားဖြစ်သူအိမ်내ဝင်လာတော့ခါမိန်းမဖြစ်သူကဒွန်းနဲ့မောနဲ့စည်းကြသည်ရှင်တော့လာပြန်ပြီပေါ့ရှင်အိမ်ကိုလမ်းလျှောက်ပြန်လာတယ်ဆိုတော့တော်ပါသေးတယ်မူးရင်မမောင်းနဲ့ဆိုတဲ့ဇာကားကိုတတိယလို့မဟုတ်လားကားဆက်နှုတ်မရလို့ပါကွာကားကဘာဖြစ်ပြန်ပြီလဲကားဘရိုက်တာထဲမှာရေဝင်နေလို့ဟာဒါဆိုကားကအခုဘယ်မှာလဲမြစ်ထဲမှာမချစ်နိုင်သူတွေ ပထမအမှုသမားငါမှာချစ်ကြည်နူးမှုဆိုတာဘာမှမရှိဘူးကဒုတိယအမှုသမားဘလူဖြစ်ရတာလေကွာပထမအမှုသမားဘာဖြစ်ရမှာလဲကွာငါမိမကညာတိုင်းကောင်းကြိုက်တယ်ငါကမနေ့တိုင်းအရက်နာကြတယ်ဘယ်မှလဲချစ်ဖို့အချိန်ဆိုတာအချိန်မရလို့လူတယောက်ဒီဘုံဆိုင်သူ့အပြေးလွှာရောက်လာက သူ့မိတ်ဆွေထိုင်နေတဲ့ဝိုင်းတဝိုင်းသူ့ ဟောဟဲဟောဟဲနဲ့မော်ဒဂေါ်သွားထိုင်ပြီးသူ့မိတ်ဆွေကိုပြောသည်တငယ်ချင်းငါဒီမှာကြာကြာမထိုင်နိုင်ဘူးငါမိမကငါရေချိုးခန်းထဲမှာပဲရှိနေမယ်လို့ထင်တာပြောက်သွားတယ်ငါအရန်ခိုက်ခိုက်တုံအောင်အေးလာပြီဆိုရင်ဝီစကီတစ်လုံးဝယ်ပြီးအိမ်ပြန်လိုက်တာပဲတနားရီလောက်ကြာပြီဆိုရင် ပြောက်သွားတော့တာပဲပေါ်ဘာပြောက်သွားတာလဲအေးလာတဲဟေးအေး ဝီစကီတွေလေးစက်တနာကြီးမှာဆိုင်ဖွင့်သည်နက်နက်နနာကြီးထိုးချိန်တွင်တယ်လီဖုန်းမြည်တမ်းကြောင့်အရက်ဆိုင်ပိုင်ရှင်လန့်နိုးလာသည် သူ့ကိုဖုံးဆက်သူက သူမျိုးထဲမှာဖွင့်ထားတဲ့အရက်ဆိုင်က ပုံမှန်ဖောက်တယ်ဖြစ်နေတဲ့တယ်ရီဘရောင်းဟဲ့လူခမရဆိုင်ကမနဲ့ဆိုဘန်နနာကြီးဖွင့်တာလေဗျာဟုတယ်ရီကမေးသည်စက်တနာကြီးမှဖွင့်နေဟုအေးအေးမဝါ၍အိတ်ချင်မူတူဖြစ်နေသောပန်ရှင်ကဖြစ်ပြီး ဖုံးကိုကွက်ခနေချပြစ်သည်နောက်ထပ်၃နာရီခန့်ကြာပြီးသောအခါဖုံးမိတဲ့မြည်လာပြန်သည် ဖုံးဆက်သူမှာတဲရီပင်ဖြစ်သည်ဟေးမင်းကို၁၇နာရီမှ ဖွင့်မယ်လို့ပြောပြီးသားပဲဟဲ့ကမင်းကိုစကားပြောဖို့အချိန်မရှိဘူး၁၇နာရီမထူမချင်းမင်းကိုငါဆိုင်နဲ့အဝင်မခံဘူးကွာဟုဆိုင်ရှင်ကဒေါသကြီးစွာပြန်ပြောသည်ဒွဲကားတဲရီက ပြောလိုက်သည်မှာကျုပ်ကဆိုင်နဲ့ဝင်ခြင်းလို့မဟုတ်ဘူးဗျ ခမရဆိုင်တွေကထွက်ချင်းလို့တရားနာသူတရားဟောဆရာတယောက်ဒီအရရဲ့မကောင်းမှုတွေကိုတခြားနည်းနဲ့ဟောကအရသမားတွေကိုတရားချဖို့ကြိုးစားသည် သူဒီသူ့ရဲ့ဟောပြောချက်ကိုဘာသာရေးရှုတော့မှမဟောတယ်လို့စေပညာရှုတော့မှလည်းမဟောငွေကြီးရှုတော့မှဟောသည်သင်တို့နားလေကြရဲ့လားသင်တို့ရှာဖွေထားတဲ့ပတ်စံတွေဘသူကိုပေးနေတယ်လဲဆိုတာသိကြရဲ့လား အရက်ဆိုင်ပိုင်းရှင်တွေပေါ့တင်းတို့ရှာသမျှအရက်ဆိုင်ပိုင်းရှင်တွေကအိတ်ထဲထည့်နေရလေတတိဆိုတာဘလူလူတွေလဲဈေးကြီးပေးဝေရတဲ့ဇိန်ခံကားတွေစီးနေတာဘတ်တူလဲမိမတွေကိုဈေးလွန်ကြီးတဲ့မက်သားမွေးအင်ဂျီတွေဝယ်ပေးနေတာဘတ်တူလဲအဲ့ဒီလူတွေဟာအရက်ဆိုင်ပိုင်းရှင်တွေပဲတို့သူဟောကြပြီး တနေ့ခန့်ကြာတော့အခါတရားဟောဆရာတီထိုမျိုးသူပြန်ရောက်လာရာ အဝေးအစားကောင်းကောင်းဝေထားသောလူကြီးလူကောင်းတယောက်သည်တရားဟောဆရာထံသို့အမောတကောပြေးလာပြီးနှုတ်ဆက်သည်ဆရာဆရာကိုကျွန်တော်ယင်နေကနေလှိုက်လိုက်လေးလေးကြီးစုတင်ပါတယ်အရင်နှစ်ကဆရာဒီကိုရောက်လာတုန်းကဆရာတရားပွဲကို နားထောင်မိလို့ကျွန်တော်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားရတာပါကျွန်တော်အရက်ဖြတ်ပြီးဆရာပေးတဲ့အကြံအတိုင်းကျင့်ကြံခဲ့ပါတယ်။အခုဆိုကျွန်တော်ဟာကိုကျမ်းမှာစိတ်ချမ်းသာတဲ့လူချမ်းသာတယောက်ဖြစ်နေပါပြီ။ အဲ့ဒါဆရာဂျေဇူးတွေပါပဲဟုဆိုပြီးတရားဟောဆရာကိုဂျေဇူးတင်စကားဆိုသည်ကျုပ်ဟောတဲ့တရားကတင့်ကိုကေတင်ရရောက်တဲ့အတွက်ဝမ်းသာပါ रे အခုတင်ပါရီလုံနေတယ်လေဟုတရားဟောဆရာက ထိုလူကိုပြန်မေးလေသည်ထိုလူကဂုံယူဝင်ကြွားစာနဲ့ဟုတ်ကဲ့ကျွန်တော်အခုအရက်ဆိုင်၃ဆိုင်ပိုင်နေပါပြီဘယ်လောက်လဲအရက်မူသမားတယောက်ဒီအလွန်ကျွမ်းမူအောင်တောက်ပြီးလမ်းလျှောက်ပြန်ခဲ့ရာမဟန်နိုင်တော်သောကြောင့် လမ်းမှာဖြတ်သွားတဲ့တက်စီတက်စီကိုလှန်ထားသည်ဖြုတ်နာကားနောက်ခံတကားတဲ့သူ ပြစ်ဝင်လိုက်ရာတဖက်ကတကားကိုတွန်းဖွင့်လိုက်တယ်လို့ဖြစ်သွားပြီးထိုးတကားမှတဖန်အောက်သူပြန်ကျသွားသည်ထိုးနောက်သူ့ဘာသာသူအာယူထရက်ပြီးဒရိုက်ဘာကိုပြောသည်ကားကဘယ်လောက်ကျလဲဗျာမြင်သားပဲအမှုသမားနဲ့ရောက်သည်ကြီးလက်ပုံဆိုင်တစ်ဆိုင်မှာမူးအောင်တောက်ပြီးရွာလမ်းမှအတိုင်းပြန်လာကြသည်ခဏကြာရှောင်မိသောအခါ လမ်းလေကောင်မှာနွားတကောင်ရက်နေသည်ကိုသူတို့အထင်းမှတကောင်က မြင်သွားပြီးလမ်းပြီးမှကက်သွားသည် ကျန်တယောက်ကနွားစီသို့တက်တက်လျှောက်သွားရာနွားကိုဝင်တိုက်မိပြီးပက်လက်လန်းလဲကြသွားသည် သူမိတ်ဆွေကလဲနေတဲ့သူကိုကြည့်ပြီးဒေါသရကြီးနဲ့မင်းတော်တော်တောက်တုံးမကြတဲ့ကနွားတကောင်လုံးရက်နေတာမမြင်ဘူးလားကွာဟုဆိုသည်လဲနေသူကလည်းပြန်ဖြစ်သည်မြင်သားပဲ ဒါပေမဲ့တကယ်နွားဖြစ်နေမယ်လို့တော့မစင်စားမိဘူးပေါ့ကွာမမီးနေဒူဒီကမမောင်းနိုင်လောက်အောင်ပင်မူးနေတော့ကြသူ့တငယ်ချင်းကတက်စီတက်စီတပီးတင်ပေးလိုက်ရသည်ဒူနေတဲ့လမ်းသို့ရောက်တော့ခါတက်စီဒရိုက်ဘာကသူ့ကိုမေးသည်ခမရရဲ့အိမ်နံဘက်ကဘယ်လောက်လဲဟဲ့လူကလီကလာမိကွန်းတွေလာမမေးစမ်းနဲ့ကျုပ်အိမ်နံဘက်ကကျုပ်အိမ်တကားမှာကက်ထားတာပဲဟု သူကပြန်ဖြေလိုက်လေသည်ပြောလိုက်မယ်လူတယောက်သည်ဘားကောင်တာမှအေးစည်းစွာထိုင်တော့ရင်းနဲ့အေးစည်းစွာမူးလွန်ကထိုင်ကုန်ပေါ်မှအသာရရှော့ကြသွားပြီးကျမ်းပြင်ပေါ်မှပုံလျက်သားလဲကြသွားသည်ဒွဲကားကူညီတတ်သောဘားစီကသူ့ကိုမေးသည်လူကြီးမင်းရဲ့နာမည်ဘယ်လိုခေါ်ပါသလဲခမညာကျွန်တော်လူကြီးမင်းရဲ့ဇနီးကိုအကြောင်းကြားပေးပါမယ်ဂျေဇူးပဲကွာဒါပေမဲ့ငါမိမက ငါနာမည်ကိုသိပါလေအကြောင်းအရင်ဘဲဖက်ကောင်းစီကတော့ပြည့်စည်နေပါပြီကွာဟုအရက်တောက်တာအချိန်ရနေပြီဖြစ်တော့ဂျင်မီကဒယ်ရီကိုပြောသည်ဟုတ်ရဲ့လားကွာဟုဒယ်ရီကမေးသည်တိတ်ဟုတ်တာပေါ့ကွာမင်းဘဲဖက်တင်းချိုင်းကိုတွေ့တယ်မဟုတ်လားအေးသူတို့ကငါရဲ့ရောက်ခမကိုအဲ့ဒီတင်းချိုင်းမှာမြုပ်မယ်လို့ငါကပြောတာ ခွင့်မပြုဘူးငါကောင်ရည်ဟုဂျင်မီကစိတ်တူစွာပြောသည် ဘာလို့ခွင့်မပြုရမှာလဲကွာဂျင်မီကပြန်ပြောလိုက်ဒီမှာငါရောက်ခမကမသေးသေးလို့တဲ့အဘီအယူမာရီယာညာတိုင်းမူးနေတဲ့ယောက်ျားတယောက်ကိုကျမကတော့ကရုဏာကိုမရှိဘူးဂျင်ဝင်ညာတိုင်းမူးအောင်တောက်တဲ့ယောက်ျားတယောက်ကလည်းမိမတယောက်ရဲ့ကရုဏာကိုမလိုပါဘူးကွာဒါများအချီရဲ့ဇန်ဒီ ရှင်ဒီအချိန်ကျမအိမ်ပြန်လာတာဘာတဘောလဲခင်မောဒါများကြီးရေကိုကအိမ်မှာမင်းတယောက်တည်းပြင်းနေမှာပဲထင်လို့ပြန်လာခဲ့တာပါဒါမဲ့မင်းကမင်းရဲ့အမွှာညီအမနဲ့အတူရှိနေရကိုအချစ်ကြီးသူဟာရီဒီဇနီးတဲ့ဆုံးတဲ့အချိန်မှစ၍မြို့လေကောင်ကဘုံဆိုင်သို့သွားကဝီစကီနှစ်ခွက်မှပြီးတောက်တဲ့အကျင်ကိုရလာသည်ဒုတိယထဲဖြစ်ပြီးဘာကြောင့်ခွက်နှစ်ခွက်နဲ့ တောက်တာလဲဟုမေးတော့သူမိမနဲ့အတူတောက်ခဲ့တဲ့အချိန်များကိုလွမ်းဆွတ်တဲ့အထိမ်းမှအဖြစ်တောက်တာဟု သူကရှင်းပြသည်အတိတ်ကိုလွမ်းဆွတ်တဲ့အနေနဲ့သူညာတိုင်းနှစ်ခွက်မှတောက်နေခဲ့သည်သူကဲ့သို့သူတောက်နေခဲ့သည်မှာတစ်နှစ်ပင်ကျော်ခဲ့ပြီတို့ရတွင်တစ်နှစ်မှာတော့ဟာရီဒီဆိုင်ထဲသို့ဝင်လာပြီးဂျူဂျူကြကြဝီစကီတစ်ခွက်ပဲမှတောက်သည်ဘာလို့ဒီနေ့မှတစ်ခွက်ထည့်မှားတာလဲဟုဘာစီကြီးကဟာရီကိုမေးသည် အေးအခုချိန်ထိငါမိမ့်မသာရှိနေမယ်ဆိုရင်အရက်ဖြတ်ပြီးအိမ်သုံးစရိတ်အတွက်စုနေလောက်ပြီလေဟု ဟာရီကဖြေသည်လမ်းကကိစ္စမရှိပါဘူးအလွန်ကျုံမူနေတဲ့အရက်မူသမားတယောက်ကိုရဲကတွဲခေါ်လာခဲ့သည်ဆရာကျွန်တော်ဘယ်ကိုရောက်နေပြီလဲဟုအမူသမားကရဲကိုမေးသည်ကင်းလန်နဲ့အော့စ်ဘူလန်ထောက်ကိုရောက်နေရလေဟုရဲကပြန်ဖြေသည်တွဲကအမူသမားကထန့်မေးလိုက်သည်မှာ လမ်းတွေကအေးမကြည့်ဘူးစရာဘယ်မြို့ကိုရောက်နေတာလဲလို့မေးတာတော့ပြောက်သူအမှုသမားတယောက်ဒီရိုင်းထိုးရိုင်းထိုးနဲ့သူ့အိမ်ရှိသူရောက်သွားသည်အိမ်ရှိတကားနာရောက်မှသူ့အိတ်ကတည်းစမ်းပြီးတော့ရှာသည်သူတကလုံးမှရှိတဲ့အိတ်ကတွေရှာကြည့်တော့လဲတော့ကိုမတွေ့နောက်ဆုံးသူပေါင်းမိဘေးထဲစမ်းမှအိတ်ကပေါက်နေတာကိုစမ်းမိသွားသည်ရုတ်တရက်ထိုမူသမရေရွတ်လိုက်သည်မှာ ဇီးချူသီးတွေဇီးချူသီးတွေရောငါဘယ်တော့ကဇီးချူသီးတွေဝယ်ခဲ့ပါလဲ